ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ့် episode ခုနှစ်မှာတော့ခြေကဂျွန်စီကနေအုတ်ထုတ်ငားလိုက်ပြီးတော့ဒုတိယမြောက်ပြိုင်ပွဲကိုဝင်ပြိုင်မှုပြင်ဆင်နေပါတယ်ထို့နောက်ခြေကသူ့ရဲ့မျက်မှန်ကိုချွတ်ပြီးတော့မီနူးကိုပြေးလိုက်ပါတယ်မီနူးကတော့ခြေလိုအမြဲတမ်းမျက်မှန်တက်နေရတဲ့သူဟာအခုလိုပြိုင်လို့အဆင်ပြေပါမလားဆိုပြီးတော့မေးလိုက်ပါတယ်ခြေကလည်းပြိုင်ပွဲထဲမှာဆိုရင် မျက်မှန်ကရှော့ရှော့ကျနေတာကြောင့်မသုံးတော့ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်ပြီးတော့သူကအဝေးမုံဖြစ်တာကြောင့် မျက်မှောက်မပါလဲအတိုင်းအတာတစ်ခုဒီကောင်းကောင်းမြင်နေတာကြောင့်ကိစ္စမရှိဘူးလို့ပြောလိုက်ပါတယ်ထွန်းအောင်ကြီးကပြန်ပွဲတဲကိုဝင်သွားပြီးတော့သူ့တငယ်ချင်းတွေကလည်းနောက်ကနေအားပေးနေပါတယ်ရှယ်လီကတော့တခြားသူတွေကိုဒီပြိုင်ပွဲမှာဂျေဝင်ပြိုင်တာဖြစ်တာကြောင့်သူ့လိုပဲဂျေလုံနိုင်လိမ့်မယ်လို့အပြည့်အဝယုံကြည်နေကြတယ်မလားလို့ဆိုပြီးတော့မေးလိုက်ပါတယ်မင်းတို့ကလည်းဒါပေါ့ဒီကောင်စပိန်စီးတဲ့နေရာမှာတကယ်မကောင်းဆိုးရပဲဆိုပြီးတော့ပြောလိုက်ပါတယ် ချိုချင်းမှာဒွန်းကလည်းအံ့ဩသွားပြီးတော့ဟာအရိကောင်ကအဲ့လောက်တော့ကြမ်းတာလားငါတော့တစ်ချိန်လုံးသူ့ကိုစာရီနဲ့ပဲတွဲမိနေတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အေးဘောမင်းနဲ့ဖီနီကကြီးကိုပြိုင်ပွဲနဲ့မှမှမမြင်ဘူးသေးတာနေရောအီကောင်ဘာတွေလုတ်ပြသွားမလဲဆိုတာကိုစောင့်ကြည့်နေလိုက်ဆိုပြီးတော့မီနူးကပြောပြလိုက်ပါတယ်ချို့နောက်ပြိုင်ပွဲတင်ဆက်တဲ့လူကြီးကလည်းပြိုင်ပွဲအကြောင်းကိုအကြိုကြိုးပြန်ရှင်းပြပါမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အခုဒုတိယမြောက်ပြိုင်ပွဲမှာတော့ပြိုင်ပွဲဝင်တွေက အကွေးကောက်များတဲ့တောင်ဆင်းလန်းတွေကိုပြန်ရမှာဖြစ်ပါတယ်။တောင်ဆင်းလန်းဖြစ်တာကြောင့်တချို့နေရာတွေမှာဖုံတွေသဲတွေရှိနေနေတာကြောင့်ကစားသမားတွေအနေနဲ့ဘိန်းချော်ပြီးတော့မတော်တဆထိခိုက်မျိုးတွေဖြစ်လာနိုင်ပါတယ်။အဲဒါကြောင့်ကူးဆိုက်ပြီးတော့မောင်းနေကြပါ။ပြီးတော့ဒီပြိုင်ပွဲရဲ့ပုံစံကတော့ပထမပြိုင်ပွဲလိုပဲ။သတ်မှတ်ချိန်တွင်ပန်းနိုင်ရောက်အောင်ပြန်ဆန်ကြရမှာဖြစ်ပါတယ်။ဒါပေမဲ့မတူတာကတော့အချိန်ဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကသတ်မှတ်ထားတဲ့အချိန်ကတော့7မိနစ်အတွင်းမှာပဲ ပထမပြိုင်ပွဲနဲ့ဒုတိယပြိုင်ပွဲနှစ်ခုစလုံးကိုပြိုင်ပွဲဝင်အသင်းတွေကပန်းဝင်နိုင်ရပါမယ်။အဲဒါကြောင့်ပေးထားတဲ့7မိနစ်ကနေပထမပြိုင်ပွဲမှာကိုယ်အသင်းပန်းဝင်ခဲ့တဲ့အချိန်ကိုနှုတ်လိုက်မှာဖြစ်ပါတယ်။အခုဒုတိယပြိုင်ပွဲကိုတော့နှုတ်ပြီးတော့ကျန်တဲ့မိနစ်အတွင်းမှာပန်းဝင်နိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။အဲဒါကြောင့်အခုဒုတိယပြိုင်ပွဲကပိုခက်ခဲပြီးတော့ကစားသမားတွေအနေနဲ့သတ်မှတ်ထားတဲ့အချိန်တွေမှာပန်းဝင်နိုင်ဖို့ကလွယ်ကူမှာမဟုတ်ပါဘူး။ဆိုပြီးတော့ပြောပြလိုက်ပါတယ်။ ပြိုင်ပွဲစည်းကမ်းကိုကြော်ညာပြီးရတော့ဒွန်းကစပြီးတော့ငိုပါတယ်ပြီးတော့လည်းနောက်ဂျေကိုလည်းသူအသုံးမချလို့ပါဆိုပြီးတော့တောင်းပန်နေခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကပထမပြိုင်ပွဲမှာ9မိနစ်နဲ့29စက္ကန့်အကျော်လေးမှာပဲပန်းဝင်ခဲ့တာကြောင့်ဂျေမှာအခုပြိုင်ပွဲအတွက်အချိန်က6မိနစ်နဲ့စက္ကန့်30တာကျန်တော့တာကြောင့်ဖြစ်ပါတယ်မင်းနူးကတော့ကိစ္စမရှိကြောင်းနဲ့ဂျေကိုသာယုံကြည်ထားလိုက်ဖို့ဂျွန်းကိုပြောလိုက်ပါတယ်ဂျွန်းကတော့သူတို့အသင်ကတခြားအသင်းတွေထက်ရတဲ့အချိန်ကနည်းနေရာကြောင့် စိတ်ပူနေခဲ့ပါတယ်။ကြေကိုတော့ပြိုင်ပွဲကဝန်ထမ်းလူကြီးတယောက်ကသူတို့ရဲ့သတ်မှတ်ထားတဲ့အချင်းကိုပြပေးနေတဲ့လက်ပတ်လေးကိုပေးလိုက်ပါတယ်။ပန်းနိုင်မရောက်ခင်သူလက်ပတ်ကအချင်းကုန်သွားတာနဲ့ကို့အတင်းကပြုတ်သွားမှဖြစ်ကြောင်းကိုမှရှင်းပြလိုက်ပါတယ်။ဂျေလဲလက်ပတ်ကိုကြည့်နေအခုပြိုင်ပွဲအတွက်ဘလို့ပြန်ရမလဲဆိုတာကိုပလန်ချနေခဲ့ပါတယ်။ဂျေနဲ့တခြားသူတွေကလည်းသူတို့ထက်အရင်ပြန်ရမယ့်ပွဲတွေကိုမော်နီတာကြီးကနေကြည့်နေခဲ့ပါတယ်။ဒီချိန်မှာတော့ပြိုင်ပွဲရဲ့လန်ကကျန်းလာကြောင် မတော်တဆဖြစ်တဲ့သူကဖြစ်ကုန်ကြပြီးတော့တချို့သူတွေကလည်းသတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ပန်းနိုင်မရောက်တာကြောင့်ပြိုင်ပွဲကနေထွက်လိုက်ကြရပါတယ်။ဒလုံနဲ့ပဲဂျေနဲ့ပြန်မဲ့အလက်ကိုရောက်လာခဲ့ပါတယ်။မီယာကတော့ဂျီကူတီဗီကနေကြည့်နေပြီးတော့အားပေးနေခဲ့ပါတယ်။ယူနာကတော့ဒွန်ထိခိုက်သွားတာကိုမြင်ပြီးတော့အတော်လေးစိတ်ပူနေခဲ့ပါတယ်။မီယာကတော့ယူနာကိုဒွန်ကိုစိတ်ပူနေကြောင်းပြရတဲ့သူတို့စီကိုသွားကြရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်။ယူနာကတော့ရှက်ရမ်းရမ်းပြီးတော့ ဂျွန်ကိုစိတ်ပူနေတာမဟုတ်ကြောင်နဲ့ပြန်ဝဲကြဝင်ပြိုင်ပြီးတော့စပိတ်မောင်းတဲ့နေရာမှာတော့အုံနောက်မရှိလို့စိတ်ကုန်နေတာဆိုပြီးတော့ပြန်ပြောပြလိုက်ပါတယ်။တခြားចောင်းသားတွေကလည်းဂျေလိုစာချဖို့ကဒီပြန်ဝဲမှာဝင်ပြန်နေတာကြောင့်အံ့ဩနေကြရပါတယ်။နောက်ပြီးတော့ဦးကြောင်ကြားចောင်းသားဥက္ကဋ္ဌကတော့ဂျေကိုကြည့်ပြီးတော့အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့ပါတယ်။ထိုအချိန်မှာပဲအခန်းထဲကိုဆရာပြောင်ကြီးကဝင်လာပြီးတော့တီဗီကိုပိတ်လိုက်ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဂျဖူးကောင်ကဆရာနေပါဦး။အခုစပိတ်ပြန်ဝဲက ဒီကျောင်းကကျောင်းသားတွေဝင်ပြန်နေတာဗျ။ပြိုင်ပွဲကတော်တော်ကောင်းနေပြီဆိုပြီးတော့ပြောပြလိုက်ပါတယ်။ဆရာပြောင်ကြီးကတော့အပေါ်တွေမပြောဘူးနဲ့ကိုနေရကိုပြန်ထန်ကြဖို့ပြောလိုက်ပါတယ်။ချို့နောက်ဆရာပြောင်ကြီးက TV ကိုကြည့်လိုက်တဲ့အချိန်မှာတော့ကြီးကိုမြင်လိုက်ရတာကြောင့်ပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်။ပြိုင်ပွဲဘက်မှာတော့ဂျီတို့အတော့ကကိုနေရကိုယူထားပြီးကြပါပြီ။အရင်ပိုင်းတော့ကအင်ဂျီအဝိုင်အောင်နဲ့ကောင်းကလေးဂျီဘက်ကိုလက်လာပြီးတော့စကြပေါ်လေ။အရင်ဘွဲတော့ကမင်းတို့အသိကောင်က လက်စွမ်းတွေပြတ်လာတော့မင်းကအချိန်တွေအများကြီးကျန်အောင်ပါပဲမင်းကတော့ကြောင်းပြန်ပြီးတော့စာပဲပြန်ကြည့်ရတော့မယ်ထင်တယ်ယူယူမမတို့တော့ရှောက်လုံနေနေနော်စိုးရင်လို့ပြောတာဆိုပြီးတော့ခြေကိုလောင်နေခဲ့ပါတယ်ခြေကတော့ဘာမှပြန်မပြောပဲနဲ့ပြန်ပွဲကိုသာအာယုံဆိုင်နေခဲ့ပါတယ်ထို့နောက်စပီကာတွေကနေပြန်ပွဲကိုနောက်5စက္ကန့်မှစမှဖြစ်တာကြောင့်ပြန်ပွဲဝင်တွေကိုအသင့်ပြင်ထားဖို့မှာလိုက်ပါတယ်ခြေကလည်းသူ့ကိုယ်သူသင်ချာနေရယူထားလိုက်ပါတယ် ထို့နောက်မှာပဲဒုတိယမြောက်ပြိုင်ပွဲကြီးကိုစတင်လိုက်ကြပါတယ်။ဂျေနဲ့အတူတခြားပြိုင်ပွဲဝင်တွေကလည်းအရှင်အဟုန်နဲ့စတင်ထွက်ခွာလာခဲ့ကြပါတယ်ခင်ဗျာ။ဒီနေရာမှာပဲဒီပိုင်းလေးကိုစသိန်းထားပြီးတော့နောက်လာမယ့်အပိုင်းမှာတော့ဂျေတယောက်၄မိနစ်နဲ့စက္ကန့်30အတွင်းမှာပန်းတိုင်ကိုရောက်နိုင်ပါမလားဆိုတာကိုယခုပြိုင်ပွဲကိုပြီးရက်ထိတင်ဆက်သွားမှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရှုပြီးကြပါအောင်ခင်ဗျာ။ဒီနေရာထိလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာ။